United ရဲ့အနာဂတ်ဝင်းဘတ် Harry Armand ပရိသတ်များလုံးမဲမိပါဗျာ Manchester Forward ဆောင်ကနေပြန်လဲကြိုလဲပါရင်ဒီအားလုံးက Manchester United ဟာပရိသတ်တွေအတွက်စိတ်ဆိုးစရာတွေပေးတာများခဲ့ရင်တော့စောင့်ကြည့်ခြင်းစရာကစားမလေးတွေလည်းပေါ်ပေါက်ခဲ့ပါရင် United Academy ထွက်လေးတွေကိုကောင်းကောင်းမြေတော်မြောက်ပေးနိုင်တဲ့အသင်းသင်းဖြစ်နာမည်ကြီးသလိုဒီအားဒီမှာလည်းနောက်ထပ်လူငယ်လေးတွေကိုဆင်တင်လာခဲ့ပါတယ်။ United ရဲ့နှစ်ကုန်စုပေးပွဲမှာ Bruno Fernandes အပြင်လူငယ်လေးနှစ်ယောက်လည်းအသေးသေးဆူရရှိခဲ့ပါတယ်။ Harry Armand နဲ့ Tyler Fredrickson တို့လူငယ်လေးနှစ်ယောက်ဟာသူတို့ရဲ့ထူးချွန်တဲ့စွမ်းဆောင်တွေကြောင့်အသင်းရဲ့ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ ဘယ်ဆိုနောက်ခံကစားမလေးကဂျေမီမာဖီရန်ပရီယာအော်တဲ့ရာစုကိုရရှိခဲ့ပြီးဘိုးကန်ဆယ်မှုလေးကတော့ဒင်းဆန်ဟာရွန်ရက်ဆက်စ်တင်ပလေယာအော်တဲ့ရာအဝတ်စုကိုတည်တည်ရရှိခဲ့ကြပါတယ်အသက်16နှစ်အရွယ်ကစားမလေးဟာရာသီအဆမှာမန်နေဂျာအယ်ရစ်တန်ရဲ့ချင်းမြောက်ချင်းကိုမခံခင်ရပေမဲ့ရိုဘင်အင်မော်ရီလက်ထက်မှာတော့နောက်ဆုံးပရီးမီးယားလိဂ်၅ပွဲမှာ၄ပွဲအထိပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်အေဘေကနေစတင်ပြီးပထမအသင်းကြီးအတွက်6ပွဲပါဝင်ကစားပေးရတဲ့ဟယ်ရီအာမတ်ဟာဒီဟာဒီမှာအကောင်းဆုံးပါဝင်ပေးခဲ့ပြီးနောက်ရသည့်အတွက်လည်းကြိုတင်ရင်ခုန်နေပါရင်အာမတ်ဟာ ကိုဗီမိုင်နိုအလက်ဇန်ဒိုကာနာချိုတို့ရဲ့ခြေအားကိုနင်းပြီးအကောင်းဆုံးလူငယ်ကစားမစုကိုရရှိနိုင်ခဲ့တာမို့အနာဂတ်အသင်းကြီးမှာနေရာတနေရာရလာမယ်လို့ပရိသတ်တွေကမျှော်လင့်ထားကြတာပါ။အာမန်ဟာ U18 အသင်းနဲ့ပထမဆုံးရာသီမှာရင်ဖလားတော်လုံးအောင်မြင်မှုကိုရယူနိုင်ခဲ့တဲ့အတွက်အင်္ဂလန် U18 မှာလည်းပါဝင်ခွင့်ရရှိထားပါတယ်။ဒါပေမဲ့ Harry Armand ကတော့သူ့ကိုယ်သူဒီထက်ပိုပြီးတိုးတက်လာစေဖို့ဆက်လက်ကြိုးစားချင်နေပါတယ်။အာမန်ကဒီစုကိုရရှိလိုက်ခြင်းဟာလူတယောက်အနေနဲ့ကစားမတယောက်အနေနဲ့ရင်းချလာခြင်းဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။ အမတ်ကအထူးသဖြင့်ကွင်းပြင်ပမှာကောင်းလင်းတယောက်ကနေအမျိုးသားတယောက်ဖြင့်ရင်းချက်လာဖို့ကြိုးစားနေကြောင်းလည်းပြောလာခဲ့ပါတယ်။မန်ချက်စတာတိုင်းတက်တဲ့စာချုပ်စတင်ချုပ်ဆိုလိုက်တဲ့အချိန်မှာအမတ်ကကစားမတယောက်အနေနဲ့ပို့ပြီးကောင်းတဲ့တက်ကောင်းလာဖို့ပဲယူရခဲ့တာပါ။ဒီပိုင်းကတော့သူ့လုံးဆောင်ပြီးပြီးတော့အမတ်ကယူဆနေပါတယ်။နောက်တစ်ဆင့်အနေနဲ့အမတ်ကဆက်လက်ကြိုးစားနေမှာဖြစ်ပြီးသူ့ကိုယုံကြည်သူတွေကိုသူ့ဟာကစားမကောင်းတယောက်ဖြစ်အောင်နေမှာပဲကွင်းပြင်ပမှာလည်းလူကောင်းတယောက်ဖြစ်ကြောင်းတက်တည်ပြသွားမှာပါ။သူရဲ့အကောင်းဆုံးတွေကိုပေးဆက်ကစားမှာမို့နောက်ရသည်မှာပွဲချိန်မိနစ်တွေပိုရရှိနိုင်မို့လဲအာမတ်ကမျှော်လင့်နေပါတယ် ယူနိုက်တက်ကလွေအာဒီမှာကစားမသစ်တွေခေါ်ယူသွားမှာဆိုပေမဲ့ဂိုးခေါက်မှုကိုရက်တန့်အဆုံးတက်နိုင်ဖို့တိုင်းစစ်နေရာတွေကိုအဓိကအင်အားဖြည့်တင်သွားမှာပါဖြစ်နိုင်ရင်ကိုသမားနေအောင်စလုံးကိုလည်းလဲကျင်နေတဲ့ယူနိုက်တက်ဟာအာမတ်ကိုတာပထမအသင်းကြီးမှာအသုံးပြုနိုင်မယ်ဆိုရင်ဝင်းဘန်အစ်တတယောက်ထပ်ခေါ်စရာမလိုပဲတခြားနေရာတခုကိုအင်အားဖြည့်တင်နိုင်မှာဖြစ်ပါတယ်ယူနိုက်တက်ဟာဝင်းဘန်နေရာမှာအများနဲ့ရုန်းကန်နေရပြီးလောရှော့ကရာသီရဲ့အချင်းတော်တော်များများဒဏ်ရာရနေခဲ့တာကြောင့်ဒီကိုဒါလော့နဲ့ပက်ထရစ်ဒေါ်ကိုတို့ကညာချမ်းကိုမကြာခဏထွက်ကစားပေးနေရပါတယ်ဒီတော့ဒီစုကိုရရှိလိုက်ပြီးတဲ့နောက်မှာအာမတ်အနေနဲ့လည်း သူ့ရဲ့ကိုပိုင်တနည်းအားကိုဘယ်ချမ်းမှချဖွေနိုင်ဖို့အခွင့်အရေးရှိလာမှလည်းဖြစ်ပါတယ်။မန်ချက်စတာနိုင်တက်ဟာပြီးခဲ့တဲ့ပွဲစဉ်မှာ Chelsea ကိုထပ်မံရှုံးနိမ့်ခဲ့တာကြောင့်ဒီဟာလီပရီးမီးယားလိဂ်ရှုံးပွဲ16ပွဲတိရှိသွားခဲ့ပြီးအဆိုးရွားဆုံးယာတီဖြင့်ယာတီတင်းရမယ့်အရေးနဲ့ကြုံတွေ့နေရပါတယ်။ United ကနောက်ဆုံးလက်ချက်ပွဲစဉ် Aston Villa နဲ့ပွဲစဉ်ကိုဘလို့ရလည်းပဲထွက်ထွက်အဆင်း16ကနေအပေါ်တက်နိုင်ဖို့ကတော့မတိကျတော့ပါဘူး။ဒါပေမဲ့ United ဟာ Europa League မှာတော့ထိတ်တန်းခြေစွမ်းကိုပြသနေပြီးရှုံးပွဲမရှိအသင်းဖြင့် Final ကိုထပ်ထပ်တန်တန်တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီနေ့တဟာနောက်ရသည်မှာချန်ပီယံလိဝင်ခွင့်ရရှိနိုင်ဖို့ယူရိုပါလိဖိုင်နယ်မှာတော်တင်ဟန်ကိုမဖြစ်မနေအနိုင်ယူဖို့လည်းလိုအပ်နေပါတယ်။အသက်၁၈နှစ်အရွယ်ကောင်လေးဟာရီအာမတ်ဟာယူရိုပါလိဖိုင်နယ်မှာဒဇင်တစ်ပိုင်းပါဝင်ကစားရင်အသင်းကြီးနဲ့ပွဲဥထက်ရသည်ပါတယ်။ဥရောပချန်ပီယံဖြစ်လာမလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။